Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်ကအိမ်မှာအလွယ်တကူဖြောပြီးစားလို့ရမယ်ခန်းချင်ဒီပန်ထွေပြော်လေးရယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တယ်ချမ်းစီယိုဟင်းကျိုကျဲဥစုပုတ်ကျော်လေးရယ်နဲ့လွယ်ကူရိုးရှင်းပြီးတော့ထမင်းမြိန်နဲ့ထမင်းဝိုင်းနဲ့စားပြပေးမှာဖြစ်လို့အားလုံးပဲကျော်စစ်နဲ့အတူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ပြေတော်လေးနဲ့ရမ်းလိုက်တယ်ပေါ့နော် အရေဆုံးအနေနဲ့ခန်းချင်းဒီပန်ထွေပြော်လေးဖြောက်ဖို့အတွက်ကိုငရုတ်သီးစိမ့်လေးရဲ့စက်သွင်ပြူလေးရဲ့ကိုဒဲဘူးမှာလှုပ်ပေးပါမယ်။အနံလေးတွေမွေးလာပြီးတော့ကြာတော့အခုလိုမျိုးလေးမီးကျွန်းသွားတဲ့အနေထားလေးရောက်တည်ဒီလှုပ်ပေးမယ်ပေါ့နော်။ပြီးသွားရင်တော့ခန်းချင်းဒီကတော့မီးဖုတ်လို့ရတယ်ဒါပေမဲ့ကျော်စစ်ကတော့ဒီမှာအလွယ်တကူပေါ့နော်ဒဲဘူးမှာအခုလိုမျိုးလေးအပေါ်ရန်အရေကွန်လေးတွေပြဲသွားတည်ဒီလှိမ့်ပေးလိုက်ပါမယ်။ပြီးရင်တော့ငပိကိုလည်းအနံလေးမွေးလာတည်ဒီကျော်စစ်တို့မီးပူပေးလိုက်ပါမယ်။ ။ကဲပြီးရင်တော့စပီထောင်းမှုအတွက်ကိုစုံထဲမှာကြီးစက်သွင်ပြူနဲ့ငွေသီးစိမ့်လေးနဲ့ကိုအရင်ဆုံးစပီထောင်းပေးပါမယ်။မညက်တဲ့ညက်အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပဇွန်ချောက်ရေစိမ့်ထားလေးကိုထည့်ပြီးတော့ထောင်းပေးပါမယ်။ငပိထည့်ပြီးတော့ထောင်းပေးပါမယ်။အလုံးနဲ့တော့အောင်တေချာလေးထောင်းပေးပြီးသွားရင်တော့ဒီပန်ထွေပြော်ရဲ့အသက်ပေါ်တော့ခန်းကျင်တီလေးတွေကိုထည့်ပြီးတော့ကြတော့ထောင်းပေးပါမယ်။အရသာအတွဲရသာမုံလေးရဲ့စားလေးရဲ့ထည့်ပါမယ် ကဲအားလုံးနှံ့ပြီးတော့အခုလိုမျိုးလေးပေါ့နော်ပျော်သွားသည့်ဒီကျော်စစ်ကတော့နှံ့သွားအောင်ထောင်းပေးလိုက်ပါတယ်ပြီးသွားရင်တော့အနံလေးပုံမွေးသွားအောင်နနမင်းလေးပါထည့်ပေးလိုက်မယ်ပေါ့နော်ကဲဒါကတော့လွယ်ကူရိုးရှင်းပြီးတော့အိမ်မှာလွယ်တကူဖြော်ပြီးစားလို့ရတယ်ခန်းချင်းဒီပန်ထွေပြော်လေးရပါပြီကဲပြီးရင်တော့ကျော်စစ်တို့သူနဲ့လိုက်ဖက်တဲ့ခြံစည်းရိုးဟင်းချိုလေးချက်ဖို့အတွက်ခြံစည်းရိုးမှာပောက်တဲ့အလွယ်တကူပေါ့နော်နယ်ဘက်တွေရွာဘက်တွေမှာဆိုတော့အလွယ်တကူကူးပြီးတော့ကြတော့ချက်လို့ရတယ်အရွက်ကလေးတွေကိုတုံးမယ်ကျော်စစ်ကတော့ဒီမှာစူးပုတ်လေးရဲ့မြစ်ကလေးရဲ့ကင်းမုံရွက်ကလေးရဲ့ကိုတုံးထားရတယ်ပေါ့နော် ကဲဒါကတော့ချန်စီယိုဟင်းချိုပူပူလေးရပါပြီ။သူကတော့ကျွန်တော်တို့တောက်စားလေးပေါ့နော်အရန်စားလို့ကောင်းတာဖြစ်လို့ဒါမျိုးလေးလည်းချက်ပြီးတော့စားကြည့်ပါ။ပြီးရင်တော့ကျွန်စစ်ကအသားဟင်းနေမပါပဲနဲ့ဒီနေ့တော့ကြက်ဦးနဲ့စူးပုတ်ကလေးနဲ့ကိုအလွယ်တကူလေးကြော်ပါမယ်။ဒီနေ့ထမင်းဝိုင်းလေးရတော့ပကတနာกินပြီးတော့ကြတော့ကျွန်တော်တို့လော်လော်ကူကူနဲ့အရသာချီချီစားလို့ရတာဖြစ်လို့အားလုံးပဲကျွန်စစ်နဲ့ဒီလိုက်ပြီးတော့စားလိုက်ကြအောင်နော်။ဒီကတော့ကျွန်စစ်ကဒီမှာရွာပြန်ရောက်သွားတယ်လို့ပေါ့နော်။ဒီမှာဒါကတော့ချန်စီယိုဟင်းချိုလေးပေါ့နော်။ချက်ထားတယ်။ဒါကတော့ဒီမှာစူးပုတ်ရွက်ကလေးရဲ့ပေါ့နော်။ ရန်စားခြင်းနေပြီသူကတော့တောက်ရင်းနဲ့စားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာဒါကတော့ကြက်ဥကြော်ပေါ့နော်အဲကြက်ဥကြော်လေးကိုစုပုပ်လေးနဲ့ကြောထားတယ်ပြီးရင်ဒီမှာဒါဒါကခန်းကျင်သီးခန်းကျင်သီးပန်ထွေပြောပန်ထွေပြောလေးရဲ့နဲ့စားပါမယ်ဒီနေ့ဟင်းလေးရတော့ရိုးရှင်းရှင်းပဲပေါ့နော်အိမ်မှာလွယ်တကူနဲ့ကိုအတားဟင်းတွေပိုင်းမစားကျင်တဲ့အခါမှာဒါမျိုးလေးချက်စားလို့ရအောင်ကျွန်တော်စကချက်ပြပေးရပါတော့ရှယ်ပဲအရင်ဆုံးစပြီးတော့ကျွေးပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျာ ြဲပဲอืมเอลดอเนี่ยสแปนทรีเปียวเนี่ยแหละแบบปอนเนาะยังไล่อ่ะอืมสแปนทรีเปียวลิเนี่ย အရန်လိုက်တယ်ပေါ့နော်အရန်စားလို့ကောင်းဒါမျိုးလေးချက်စားကြည့်ပါအသားရင်းတွေပါရင်မစားကျင်တဲ့အသားမျိုးဆိုလို့ရှိရင်ဒါမျိုးလေးကလေလူကြီးရေဆိုလို့ရှိရင်လည်းထမင်းမြင်ငယ်အခုနွေရာသီဆိုလည်းအရန်လိုက်တယ်ပေါ့နော်ဟာသူ့ဘောက်ကဆန်ကျိုးရွက်ကဆန်ကျိုးရွက်ဆိုတာကျွန်တော်တို့ဆန်ကျိုးမှာပောက်တဲ့ရယ်ဘူကူးလို့ရတဲ့ရွက်ကလေးကိုပြောတာပေါ့နော် 半一杯冰的 lemon 呀，捏捏方面，沙汤面。半杯冰啊，加多少 ငပိညက်ခန်းကျင်ဒီနဲ့ပေါ့နော်ခန်းကျင်ဒီလိုကတော့မီးဖုတ်လို့ရတယ်မီးဖုတ်ရင်တော့ပိုးပြီးတော့ကြောင်တယ်ကြော်စက်ကကြတော့ဒီမှာကြမီးဖုတ်လို့အဆင်မပြေတော့ကြတော့အခုလိုမျိုးပေါ့နော်ကဲဘူးမအောင်ဖိမ့်လိုက်တာပေါ့နော်ဒါမျိုးလေးလည်းလုပ်ပြီးတော့ကြတော့စားလို့ရတယ်တော်တော်လေးစားလို့မြင်တယ်อืม ရန်စားလို့မြင်တော့ထမင်းနဲ့ထပ်ပြီးထက်လာအောင်မယ်ပေါ့နော်အဲ့ဒီနေ့ blog လေးကိုဒီမှာပဲရက်ရက်တော့မယ်အတိုင်းငန်းကြီးမစားခြင်းတဲ့အချိန်ပေါ့နော်ဒါမျိုးလေးချက်စားကြည့်ဖို့တော်တော်ကိုညှပ်ပေးပါရဲနောက် blog မှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ